ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ်ဝတ္ထုတို့လေးကတော့ဆရာတင်ညောရေးသားရတဲ့စာမတက်တဲ့မိမိဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးဖြစ်ပါတယ်နားတော်တာစင် အားပေးကြပါဦးခင်ဗျာ စာမတက်တဲ့မိမိတာဖြစ်သူဟာပညာရေးမှတ်တမ်းကတ်လေးကိုခြင်လာပြီးအိမ်မော်ကိုတက်လာသည်သူဟာအခန်းတကားကိုခောက်လိုက်သည် ဖခင်ဖြစ်သူကတကားကိုလာဖွင့်ပေးသည်။သားရေပြုံးလို့ရှင်လို့ပါလားကွာ။ဘာရင်းများဖြစ်လာလို့လဲ။ဖေဖေဒီမှာသားဆောင်မိုးဘဲမှာရတဲ့ရမှတ်တည်း။ဟုပြောကဖခင်ကိုသူကင်လာသည်ပညာရေးမှတ်တမ်းကအားပေးလိုက်သည်။ဖခင်ကသားရမှတ်တည်းကိုကြည့်ပြီးပြောသွားသည်။သားရေတော်လိုက်တာဘာသာဆုံး90နဲ့အထက်တည်းကြီးပါပဲလား။ဒါမှဖေဖေသားကွာ။ဟုတ်オーライディ မိဘကြောင့်လည်းတွင်ဟင်းချက်နေသောဇနီးဖြစ်သူဟာသူ့ခင်မောဟာမိမရေလာပါအောင်ဝဲဒီမှာတာစာမှုပဲရမှတ်တွေကိုလာကြည့်စမ်းပါဦးဟူအော်ပြောလိုက်သည်မိဘကလည်းမှာဟင်းချက်စုံတစ်ဖက်လန်နီးစုံတစ်ဖက်ကင်ကမိခင်ဖြစ်သူဟာထွက်လာသည်ဘာလဲတော့ဒီမှာလေမင်းသားဘာသာစုံအမှတ်60အထက်မှာကြီးပဲဟုတ်လားကြည့်ပြစေဦးကျမကိုပြပါရှင့် တားဖြစ်သူဟာသူ့ဘဝရဲ့လက်ထဲမှာကပြောက်ကိုဆွဲယူလိုက်ခါ"အိုးဖေဖေရလေမင်းမေကိုပြောက်လို့ဘာထူးမှလဲမင်းမေကစာမမတက်တာ"ဖာလင်အားစိတ်ဆိုးသွားပြီ"ဟေးတားဘလို့များပြောလိုက်တာလဲ"မိခင်ဖြစ်သူမျက်ရည်တွေဝဲနေသည်ဖာလင်ဟာသူ့သားကိုဆက်ပြောသည်"ဟုတ်တယ်မင်းမေစာမတက်ဘူးဟုတ်တာဗော" ဖခင်ဟာသူစကားကိုခေတ္တရက်လိုက်ပြီးဆက်ပြောသည်။ဒါပေမဲ့သားမင်းသိထားမှာမင်းကိုမမွေးခင်ကမင်းပိုက်ထဲမှာတော့ပြောတာ။မင်းမေကနွားနို့ကိုလုံးဝမချိုက်ဘူး။ဒါပေမဲ့နွားနို့တော့ရင်ပိုက်ထဲကခလေးအားရှိရဲ့ဆိုလို့သူနေတိုင်းနွားနို့တွေတောက်ခဲ့တာ။မင်းကိုမွေးတဲ့ကိုလာတိုင်အောင် မင်းကိုကျမ်းမာတန်ဆွမ်းတဲ့ตาလီဖြစ်အောင်နဲ့ဒီ မင်းမေစာမတက်ပါဘူးမင်းចောင်းသွားတဲ့အရေရောက်တော့လေမနက်9နာရီထိုးရင်ငါသားလေးစားဖို့ဆိုပြီး तू က9နာရီလောက်ခရေအေးရထားတယ်သားအတွက် ထမင်းဘူးနဲ့မနက်စာအတွက်အသင့်ပြင်ဆင်ပေးခဲ့တယ်မင်းမေစာမတက်ပါဘူးညဆိုရင်မင်းဟာစာလုံးနေရင်အိပ်ပျော်သွားတတ်တယ်စာအုပ်တွေကိုလွယ်ရည်ထဲပြန်ထည့်ပေးပြီးမင်းကို အိပ်ရတယ်ပွေ့ချီသွား ချင်းရင်မနာအောင် ဆောက်ရှောက်ပေးခဲ့တယ်။မင်းမေစာမတက်ပါဘူး။တားငယ်ငယ်တော့ဟာခဏခဏဖြားတယ်။တားနေမကောင်းလို့ဆိုရင်တညာလုံးတားနဲ့အတူတူအိတ်ပေးပြီးမနှံ့မိုးမလင်းခင်အိတ်ရာထာအိမ်မှုကိစ္စတွေကိုတချမ်းမှမပြတ်အောင် လုပ်ခဲ့တယ်။မင်းမေစာမတက်ပါဘူး။မင်းဟာအဝိစားဆိုလေကောင်းပြီဆိုတာမှကြိုက်လား။ဘာဖြစ်ဖြစ်တားကိုပဲဝယ်ပေးလိုက်ပါဆိုပြီး ထမိန်အစိုးအင်းကြီးပြဲကိုဖာထေးပြီးတသက်လုံးနေခဲ့တဲ့သူပါကွယ်မင်းမေစာမတက်ပါဘူးဒါပညာရီတက်ရင် ကိုဖြစ်ချင်တာကိုလှုပ်ချင်တာမျိုးပဲဦးစားပေးလှုပ်စေချင်တဲ့အထဲမှာမင်းမေကထိတ်ဆုံးမော်သူ့ဘဝမှာဘာတွေဖြစ်ဖြစ်ဘယ်လိုပဲနေရစီဖြစ်စေကျမသားလေးကြီးပွားချမ်းသာကောင်းစားတာပဲမြင်နေတယ်လို့တဖွားဖွားပြောနေကြတာ။ သူဘောကွယ်မင်းမေစာမတက်ပါဘူးတိန်လုံးတွက်ချက်ပြုတ်လျှော်ဖို့အဖေနဲ့မင်းကိုပြင်ဆင်ကျွေးမွေးပြီးရင်မောလုံးလို့နားရင်အိပ်ပျော်သွားတတ်တာမင်းအမေပဲညလာတော့စားဖို့မေသွားတတ်တဲ့သူလေမင်းမေစာမတက်ပါဘူးရဲတာရေမင်းဒီလိုအမေကိုစာမတက်ဘူးလို့ဂုံယူပြီးမင်းလျှောက်ပြောလိုက်အောင်ွယ်ဟူဖခင်ဟာ စိတ်မကောင်းစွာ ပြောလိုက်သည်ဖခင်ဤပြောစကားကိုကြားပြီးနောက်သားဖြစ်သူသည်စိတ်မကောင်းသဖြင့်ငိုချလိုက်ပြီးမိခင်ကိုပြေးဖက်လိုက်သည်မိမိသားအမတ်90ကျော်တွေရပါမယ်မိမိကတော့သားဘဝကိုနောက်ကိုရနေရာနှုံးပြည့်အထောက်ပံ့ပေးနေတဲ့ဆရာမကြီးပါမိမိဦးဝဲဘယ်လိုပြောလိုက်တာလဲမိမိကသားအတွက်ဂုံယူနေတာ မိမေတာဒီနေ့အမှတ်ကောင်းကောင်းနေရခဲ့ပေမဲ့တာပညာမတက်သေးဘူးဆိုတာသိလိုက်ရပါပြီမိမေတာထက်မိမေကပိုးတော်ပါတယ်မိမေကတာဘဝအတွက်ဆရာဝန်မကြီးကျောင်းဆရာမကြီးရှေ့နေကြီးဇဘူမှုကြီးဒီဇိုင်းဆရာမကြီးတယောက်ဖြစ်နေလို့တာပိုးပြီးဂုံယူရမှာပါမိမေကို စာမတက်ဘူးလို့ပြောခဲ့တာ တားကိုခွင့်လွှတ်ပါမေမေတကယ်တော့တားတာစာမတက်သေးတဲ့သူပါမေမေတင်ညိုဟုတ်ကဲ့ဆရာကြီးတင်ညိုရေးသားရတဲ့စာမတက်တဲ့မေမေဆိုတဲ့ဝတ္ထုတို့လေးကိုဖက်ပြပေးခဲ့တာဒီမှာပဲပြီးဆုံးပါပြီဆက်လက်ပြီးတော့လည်းဆရာကြီးတင်ညိုရေးသားရတဲ့ဖခင်တော်ကားဆိုတဲ့ဝတ္ထုတို့လေးကိုဆက်လက်ပြီးတော့ဖက်ပြပေးဦးမှာပဲဖြစ်ပါတယ်နာတော်တာအစဉ် အားပေးကြပါဦးခင်ဗျာဖခင်တော့ကကိုဖုန်းကြီးဘယ်လဲဗျမိုးချုံနေပြီဒီချိန်ထိသားပြန်မလာသေးဘူးဆရာကြီးအဲ့ဒါလမ်းထိပ်ထွက်ကြည့်မလို့ဆရာသူပြောသည့်ချိန်ဟာ၈နာရီထိုးကန်နေပြီခုကလာ ကျွန်တော်တို့ရွာလေးတွင်၈နာရီသည်ညနှံ့နေပြီကျွန်တော်ကလမ်းထိပ်ဆိုင်မှာမုတ်လေးများတွားဝယ်မလို့ဗျာဘိုက်စာနဲ့ကျွန်တော်တို့နှစ်ယောက်လမ်းထိပ်ကို ရောက်လာကြသည် မုတ်ဆန်တွင်ပါမုတ်တထုတ်ပဲပြီကျွန်တော်ကကိုဖိုးနေထိုင်နေသည့်အုတ်ခုံစီသွားကသူ့ဘေးမှာဝင်ထိုင်လိုက်သည်ယောကိုဖိုးနေစားအောင်နေပါစေဆရာနှစ်ခုဝယ်လာတာဗျတယောက်တခုစားကြတာဗောဒါနဲ့တာဗမာလှုပ်လို့လေတာလှိုင်းသားရဘက်မှာအလုံဆင်းရတယ်ဆရာညပြန်လာမိုးချို့ရင်စိတ်ပူရတယ်တာဘယ်ရွယ်ရှိပြီလဲ19နှစ်ဆရာ อืมစိတ်ပူပါမယ်အရွယ်ပြီပဲဟုတ်တယ်ဆရာညဆို7နာရီလောက်မှပြန်မရောက်ရင်စိတ်ပူနေရပြီဒါတော့ဟိုက9နာရီလောက်ခရဲအလုံဆင်းတာနော်အေးဗျာကားတွေကလည်းကြက်တာဟိုဗျာကျွန်တော်မှဒီရှာကျွေးတဲ့တားတယောက်ပဲရှိရကြောင်းစိတ်ဘူးကဆရာကြီးသူသာတစ်ခုဖြစ်သွားလို့ကကျွန်တော်ကျွန်တော်မိမပါဒုက္ခပဲခမည်းမိမတက်တာရဲ့လားဗျာ အသက်တာပါဦးဆရာရဲ့ဆေးဖို့နဲ့တော်တော်လေးယုံနေရတာမလွယ်ဘူးဆရာသားလေးမရှာနိုင်တဲ့နေ့စားဖို့ရောဆေးခုဖို့ရောဘယ်လိုလုပ်အောင်မလုပ်မသိဘူးခင်ဗျာရောအလုံးမစင်းနိုင်တော့ဘူးလားဘန်းနာရင်ကြာနာတာရှိပါဆရာရဲ့ကျွန်တော်လည်းဆေးတောက်နေရတာပင်ပန်းတာတွေမလုံနိုင်တော့အေးဗျာသားလိန်မာလို့တော်သေးတာဗော တော်တော်အလုတ်သွားလဲစိတ်ဘူးအလုတ်ပြန်လဲစိတ်ဘူးနေရဆရာကြီးပိုဆိုးတာအလုတ်ကအိမ်ပြန်ရောက်လဲကောင်းကောင်းအေးရတယ်မရှိပါဘူးဘာဖြစ်လို့လဲဗျဘယ်ချိန်လာဆွဲမလဲဆိုတာစိတ်ဘူးနေရတာအတန်နေကြရင်ခလေးမှာနေစရာမရှိဘူးပုန်းနေရတာပုန်းနေရတဲ့ညရယ်ဆိုအေးအေးရပြက်ရောမနှက်ဆိုလဲအစောကြီးဒီကနေ9နာရီလောက်ထွက်ရတာဆိုတော့ မောင်မောင်မမဲနဲ့ကားကြီးကို အရောက်သွားတဲ့လမ်းမှာ စိတ်ပူရသေးရဲ့ဆရာကြီးစကူနဲ့တော့စိတ်မချလို့ကျွန်တော်ကိုယ်တိုင်မနှက်ဆိုကားကြီးလိုက်ဖို့ညဆိုရင် ထွက်ကြိုနေရတယ်ဘောကဘယ်တော့များမှငိမ့်ချမ်းမလဲမသိပါဘူးအေးဗျာအခုချိန်မှာတားရှင်တိုင်းရဲ့ဝိတ္တခါတွေဘောဒီခေတ်ကကလေးတွေဝေကြီးတယ်ဆရာစားကောင်းခြင်းမစားအိတ်ကောင်းခြင်းမအိတ်ရနဲ့တို့တို့မှအပျော်ဆိုရလဲ ဘာမှမရှိဘူးမိုးမလင်းငယ်အလုတ်သွားမိုးချုံမှပြန်လာညဆိုလဲပုံရှိုးွယ်ရှိုးနေရဘဲသွားသွားကြီးလန့်စားစားနေပဲကျွန်တော်တို့ငယ်တုန်းကပွဲတွေသွားမိုးလင်းမှပြန်လာဘလောက်ပျော်စရာကောင်းလိုက်လေသူတို့ခေတ်မှာမှပွဲလည်းမရှိဘာမရှိမိုးချို့ရင်အပြင်မထွက်ရဲလမ်းတွေမှာတရဲတော်ခြောက်မှာကြောက်နေရတယ်ဘောကအေးဗျာအပျော်တွေပြောင်းနေတာကြာပြီပေါ့ဟော ဟိုမှာတားတော်မောင်ပဲအဖေရတယ်ဗျာဘာဖြစ်လို့ထွက်ဆောင်နေရလဲဟာဥရောပဲအေးကွာမင်းဖေနဲ့အဖော်ထိုင်ပေးနေတာနောက်ကျလာပြီလားကွာဥရေဒီချိန်ဟိုနေရာကိုမဖြတ်ရဲလို့ရက်ွက်တွေတည်းကဆင်းပြီးလမ်းလျှောက်လာလို့ကြာနေတာအေးကွာမင်းဖေကမင်းကိုစိတ်ပူနေတာကျွန်တော်တို့လည်းအလုပ်သွားလို့ပြန်စိတ်တော်ကုန်လာပြီဥရေကားချက်တာတမျိုး ဟိုသတင်းကြပြေးရဒီသတင်းကြပြေးရနဲ့အေးပါဝဲမင်းတို့လိန်မာတဲ့သားဘေးကင်းပါပါအဖေထမင်းစားပြီလားစံကုံတွေတော့မချရသေးဘူးဒါကြောင့်ထွက်ဆောင်နေရသူတို့သားဖာစံဝယ်ရန်စိုင်ထဲသို့ဝင်သွားကြသည်ကျွန်တော်တယောက်တည်းပြန်ခဲ့သည်ညာတိတ်ဆိတ်နေသည်လမ်းပေါ်တွင်လူလည်းမရှိ ခွေးလည်းမရှိကျွန်တော်တို့သာရှိသည် တင်ညောတရစေလာ2025ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာကြီးတင်ညောရေးသားတာလေဖခင်တော်ကဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးခဲ့တာဒီမှာပဲပြီးဆုံးပါပြီဆက်လက်ပြီးတော့လည်းဆရာကြီးတင်ညောရေးသားတာလေဝင်တော့ဝင်ဖို့ဆိုတဲ့ဝိထုတို့လေးကိုဆက်လက်ပြီးဖတ်ပြပေးဦးမှာပဲဖြစ်ပါတယ်နားတော်တာစင်အားပေးကြပါဦးခင်ဗျာဝင်တော့ဝင်ဖို့ ဖုံးသံအားမနှက်ခင်းကိုရိုက်ချိုးလိုက်သည်မရေးချစ်ကတစ်ဖက်ကိုလှည့်လိုက်ရင်ကိုင်းလိုက်လေတကယ်တည်းစောစောစီးစီးဘယ်ကဖုံးမှန်းလဲမသိဘူးကိုတနေအားချင်းတော်အပြင်ဘက်မှာဖုံးကိုလှမ်းယူလိုက်ပြီးဟယ်လိုပြန်ထုလိုက်သည်ဟာအဖေနိုးနေပါပြီအဖေဘယ်ကဆက်နေရလဲဩဟုတ်လားတားလာခဲ့မယ်ခုပဲလာခဲ့မယ်ခဏလေးစောင့်ကိုတနေအားဖုံးကိုပြန်ချထားလိုက်က ခြင်အောင်ထဲအားထွက်လိုက်သည်မအေးချစ်ကအလိုမကျဟန်ဖြင့်ဘေးကဖုံးလေအဖေစီဟာဘာတဲ့လေအဖေကားခိတ်မှာရောက်နေပြီတဲ့အဲ့ဒါဒိုးစီကို မလာတတ်လို့တဲ့တွားကြွားမယ်โอ้ตะละมาปะสันเลปูเนเนเลนอกจาเนရှင့်အဖေကလိုက်လာတော့တာပဲเนาะလူတွေများလိုချင်မျက်စိခြိလိုက်ကြတာသူ့ကိုမတိမချင်းထောက်ပံ့မှမယ်လို့ဘယ်တော့မှများအာမခံထားလို့ပါလေ မိမအာဒီလိုမပြောပါနဲ့ကွာအာအဖေကတော့မှတယောက်တည်းကြံနေခဲ့တာပါအာငါမှတားတယောက်အနေနဲ့ထောက်ပံ့မယ်တာဝန်ရှိတယ်လေမင်းကလည်းမင်းမိဘရဲ့စီကိုပေးနေရပဲငါပါပြောတယ်တကယ်ဆိုရင်ငါအဖေစီကိုတလားတလားထောက်ပံ့နေရမင်းမိဘရဲ့စီကိုတပတ်တစ်ခါသွားတိုင်းထောက်ပံ့တာတော့မရှိပါဘူးငါအဖေကအခုဆို80ကျော်နေပြီလေဘာလို့ကန်စားတော့နိုင်တော့လို့ အိုးရှင့်ဖေကဒီမှာဘလောက်နေမှာလဲရန်ကုန်မှာတယောက်နေစေးကနည်းတာမဟုတ်ဘူးငါပဲသိပါမလဲဘလောက်နေနေပေါ့သားသမီးစီကိုမိဘလာတာပဲသူနေချင်တဲ့လောက်နေမှာပေါ့ငါတို့ကလေးတယောက်ရရထိအဖေစီမှာနေခဲ့ကြတာအဖေတစ်ချက်ညီးဘူးလို့လားဒီမှာအခုလေးကပြောရမယ်ရှင်ပေးစရာရှိတာရှင့်မှာသာပေးကျမတွေကမပေးနိုင်ဘူးကျမပါစံဒီလအကြောင်းလားကပေးရမယ် နောက်ပြီးအိမ်လာကလည်းနောက်လာဆိုရင်ပေးဖို့ရှာအောင်မယ်ဈေးဖို့လည်းခြွေတားအောင်မယ်အိမ်မှာတယောက်တိုးလာတော့မယ်ဆိုတော့မင်းကွာမဟုတ်တာပြောမနေစမ်းပါနဲ့နောက်ကြတော့မယ်ကိုတနေ့ဟာရေမိုးချိုးဝဲစားလဲကအပြင်ကိုထွက်သွားသည်မအေးချေတပြေတရောတော့ပြောကအိမ်တွင် ကြံခဲ့သည် နောက်နှစ်နာရီခန့်ကြာရင်ကိုတနေ့ပြန်ရောက်လာသည်ဟေးလား ကိုတနင်းဖောက်ခင်ဖြစ်သူဟာတိုက်ခန်းထဲဟာမဝင်မရဲဝင်လာသည်မင်းတို့နေတဲ့တိုက်ကလည်းမြင်းလိုက်တာွယ်ပြီးတော့ကျင်းချင်းလေးအဖေတန့်ဟာမောပါလားမမောပါဘူးဒါနဲ့ခလေးတွေရောကြောင်းသွားကြပြီဖေမင်းမိမောမရေးချေဒီမှာအဖေရောက်လာပြီမိဘဝန်းနဲ့ဟာမအေးချေထွက်လာသည်ထွက်လာလာချင်း အဖေဒီမှာဘလောက်နေမှာလဲဟိုစီးမေးသည်ကိုတနေဟာမင်းဘလို့မေးလိုက်တာလဲမေးရမယ်ဒီစံသေးပါလေကြိုဝဲတာဦးရွှေမောင်ဟာပြုံးလိုက်ပြီတော့တမီရောထိုင်မအောင်ွယ်ဟူပြောလိုက်သည်သူတို့နှစ်ယောက်လုံးဦးရွှေမောင်နဲ့မင်းနဲ့ချင်းဆိုင်ထိုင်ပုံများတွင်ဝင်ထိုင်ကြသည်အဖေပြောစရာရှိလို့ပါဘာများလဲအဖေ ဖေရွာအိမ်တွေခြံတွေအလုံးရောင်းလိုက်ပြီမအေးချစ်ကမျက်လုံးပြူမျက်စံပြူနေအဖေအဲ့ဒါတွေရောင်းလိုက်ပြီးတော့ဗမာနေမှာလေတမီးတို့နဲ့တော့နေလို့မဖြစ်ဘူးနော်အေးချစ်နင်ဘလို့ပြောလိုက်တာခုရှုံမှနောင်ရှင်းနဲ့ရှင်းအောင်ပြောရတာရန်ကုန်မှာလူတယောက်စိတ်ကနဲလားကျမတို့ကနှစ်ယောက်စလုံးလာခစားတွေတလားတလားအလင်မီအောင်မနေလုံနေကြရတာ အဖေသဘောပေါက်ပါလေခွယ်အဖေဒီကိုလာတယ်ဆိုတာဒီမှာနေဖို့လာတာမဟုတ်ပါဘူးခွယ်မဟုတ်ဘူးအဖေအဖေရန်ကုန်လာတာတားနဲ့မနေလို့ဘယ်မှာသွားနေရမှာလဲတားနဲ့တမီနားထောင်အဖေအသက်ကြီးပါပြီရွာမှာအဖေတည်သွားလဲတားတို့တမီတို့ရွာမှာ လာမနေနိုင်ဘူးဆိုတာအဖေသိပါတယ်ဒါကြောင့်အဖေမတည်ခင် စီမံစရာတွေအားလုံးကိုစီမံလိုက်တာဟောဒီအိတ်ထဲမှာ ိမ်လေးခြံလေးရောင်းရတဲ့ငွေအားလုံးပါတယ်။တားနဲ့သမီးရန်ကုန်မှာတင့်တော်တဲ့တနေရာရာကိုပိုင်အိမ်လေးတစ်လုံးဝယ်လိုက်ပါ။အဖေမင်းတို့နောက်ဆုံးပေးနိုင်တာဒီလောက်ပါပဲ။အဖေဒါဆိုရင်အဖေကအဖေကိုရွာဦးကျောင်းကဆရာတော်ကြီးတရင်သုံးနေတယ်။တရတော်ကြောင်းတဲ့ကိုလိုက်ပို့ပေးပါဆရာတော်ကြီးရွာကိုမပြောင်းခင် အဲ့ဒီကျောင်းထဲမှာယဟန်ဝတ်ပေးခဲ့လိမ့်မယ်အဖေရန်ကုန်မှာယဟန်ဝတ်ချင်တယ်ဆိုတာတားနဲ့တမိနဲ့မြေးလေးတွေကိုမြင်စေချင်လို့ပါပြီးတော့အဖေဆရာတော်ကြီးနဲ့ဗအံဘက်ကိုလိုက်သွားပြီးတသနာပေါ်မှာ အပီအားထုတ်တော့မယ်အဖေရဲ့တားအဖေကိုအခုပဲတရတော်ကျောင်းထဲကိုလိုက်ပို့တော့ဒါတို့ဒီအိတ်ထဲကပတ်စံနဲ့နေစရာ ဝယ်ဖို့လုံလောက်ပါလိမ့်မယ်။အဖေနေပါဦး။သားတို့နဲ့တရက်နဲ့ရလား။အဖေနားလေပါလေဝယ်။အဖေပေးစရာရှိတာတွေပေးပြီးပြီ။မွေးခံထိုက်စီတဲ့ကွယ်။မင်းနဲ့ထိုက်တန်တဲ့အမွေကိုမင်းရတာပါပဲ။အဖေကတော့သာသနာအမွေကိုပဲ ခံယူပါတော့မယ်။เออเสียรออี้โอ้ซ้อมมะซามีอยากลาเว้ยเนะโหลပြောတာไลฟ์ဖို့ပြီးတော့ ။တမီးလည်းတခါလေးလိုက်ခဲ့ရင်ပိုကောင်းတာပေါ့။အဖေတခါလေးရဟန်းမောင်ဝင်တော့မယ်။အဖေအတွက်ဘသူ့ကိုမှဝင်ထုတ်ဝင်ပိုးကြီးမဖြစ်စေရဘူး။မေးချစ်ကနိုင်ပြီးဥရွှေမောင်ကိုငေးကြည့်နေသည်။အဖေတမီးမှားပါလေ။တမီးမမှားပါဘူး။အဖေကတကယ်ဆိုရင်အကျိုးကြောင့်အစိုးရကြိုပြောနေတာပေါ့နော်။ကဲ၊ကဲ၊သွားကြအောင်။ ။ဥရှိမောင်ကပေါ်ပါစွာထိုင်ကုန်မှထကသူ့လဲအိတ်ကလေးကိုလွယ်လိုက်သည်။ဒူလာစင်ကအထုံနှထုပ်ပါသည်။တထုပ်ကိုထားခဲ့သဖြင့်ပေါ်ပါသွားသည်။သူကဥဆောင်ပြီးအိမ်ထဲကထွက်သွားသည်။သူသားနဲ့ချွေးမှနောက်ကလိုက်ကြသည်။တင်ညောစကွနေရ6လ2025ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာကြီးတင်ညိုရေးသားတာရဲ့ ဝင်တော့ဝင်ဖို့ဆိုရဲဝိထုတော်လေးဟာဒီမှာပဲပြီးဆုံးပါပြီဆက်လက်ပြီးတော့လဲဆရာကြီးတင်ညောရေးသားရတဲ့အိုပယ်ဆိုတဲ့ဝိထုတော်လေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးဦးမှာပဲဖြစ်ပါတယ်나တော်တာစင်အားပေးကြပါအောင်ခင်ဗျာကိုဘခင်တောင်းကိုဘခင်ဟေးဘာလဲကွာဒီမှာစာဖတ်နေအရှိဝရဏတွင်ပလက်ခလက်တိုင်းလေးတလုံးချကအေးဆေးစွာစာဖတ်နေတော့ အငိမ့်သာကြောင်းဆရာကြီးဥပခင်အားသူဇနီးဖြစ်သူကို ပြန်ဖြေလိုက်ခြင်းဖြစ်သည် ရှင့်မလဲတနေ့တနေ့အလုံးမရှိစာရီဖတ်နေတော့တာကိုအလိုဝဲငါစာရီဖတ်နေလို့ဘာများလို့ရမှာလဲပြောစမ်းမအောင်ဒီမှာအပူတွေပြောမနေနဲ့ဒီနေ့ဘသူတွေလာမဲဆိုတာရှင်သိတယ်မဟုတ်လားသိတယ်သိတယ်ကို့သမီးလေးကို လာတောင်းကြမှာတော့အဲ့လိုလာတောင်းမဲ့သူတွေကလည်းဂုံတရေရှိချမ်းသာတဲ့လူကြီးလူကောင်းတွေ အလိုဗျာသူတို့ကလူကြီးလူကောင်းနေဆိုတော့ငါတို့ကဘာဖြစ်ကုန်ပြီလဲရှင်ဟန်လေးအဲ့လိုရှာရှည်တတ်လို့စိတ်မချနိုင်တာပြောစရာရှိရတော့ပြောရမှာပဲကွယ်ထိုစဉ်သမီးဖြစ်သူက သူ့မိခင်ဘက်ကစိတ်ဝင်ကူတော့သည်အဖေကိုအဲ့ဒါပြောချင်တာအဖေကဟိုဘက်ကစကားလာမြန်ရင်မဆိုင်တာတွေဝင်ပြီးထောက်တဲ့တော့တစ်ဖက်လူတွေမှာစိတ်ညစ်စရာတွေဖြစ်ကုန်မှာပေါ့ ဟဲ့ငါမဆိုင်တာတွေဆိုင်တာတွေရှောက်ပြောနေအောင်အယူလားအဖေရဲ့အဲ့လိုတော့မဟုတ်ပါဘူးသူတို့စကားလာမြန်းရင်တတ်နိုင်သမျှဘာမှမပြောဘဲနေပြီးပါတမိတောင်းမှန်ပါတယ်နင်ကငါတမိလေငါကနင့်အဖေအဖေအဖေနေရအဖေတယောက်နေနဲ့အဖေစကားတော့ပြောစင်တာကြီးပြောရမှာပဲဒီမဲ့ကိုဖခင် သမီးကိုတင်တော့မဲ့ကိစ္စတွေမင်္ဂလာဆောင်မဲ့ကိစ္စတွေပြောလိုက်ရင်ရှင်လုံးဝဝယ်မပြောပါနဲ့ဟဲ့သမီးကိုတင်တော့တဲ့စကားပြောလိုက်ရင်ငါလက်မခံနိုင်ဘူးဝင်ပြောမှာပဲကွဘယ်နဲ့လူကွယ်ရောင်းကုန်လားငါသမီးကိုလက်ထပ်ချင်ဘလောက်နဲ့တင်တော့လို့ပြောရမှာဟိုးခေမင်းတို့ငါတို့ခေမှာ ကြံခဲ့ပြီမင်းတို့တော့မင်းမိဘတွေကတင်တော့ခိုင်းတာငါကကြောင်းเสียရမို့လို့တင်မတော့နိုင်လို့ဘိုက်ကြီးမှပြန်အပ်ခဲ့ရတာ တစ်ဖက်သားကိုကိုချင်းစာမပေါ်ကိုဘခင်ရှင်ကကြောင်းစရာလူမွဲခုသမီးကိုလာတင်တော့မှာတထေးတွေတော့ထေးထေးကွယ်ဘယ်ပြည့်ပဲများတင်တော့ရမယ်ဆိုတာကြီးကိုမင်းပါဆက်ကြီးနဲ့ပြောထွက်မှာငါအံ့ဩတယ်ရှင်ပါဆက်ပိတ်တော့ရှင်ကိုအဲ့လိုရှာရှည်လွန်းလို့အမြင်ကတ်တာဒီမှာရှင်းရှင်းပြောရမယ်ဒီနေ့ပွဲမှာတော့ရှင်တခွန်းဝင်ပြောကြည့်ကျမနဲ့အတွေ့ပဲ။အော် နောက်ဆုံးတော့ငါ့ကိုလူရမသွင်းညင်ကြတာ哦ဟုတ်ဘူးဖေ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 ကစိတ်ထင်တာတွေဝင်ဝင်ပြောတယ်လို့စိုးရိမ်နေတာဒါပဲနော်ရီမိုးချိုးအဝတ်စားတွေလဲ17နှစ်လောက်ဆိုရင် ရောက်လာကြတော့မှတက်နိုင်တယ်မြရှင်းပါးစပ်ကိုပိတ်ထားဒါပဲဒိန်လုံးအလုပ်တွေရှုပ်နေကြသည်ဥပခင်ကထထသွားပြီးရေချိုးသည်ထို့နောက်အဝတ်စားတွေလဲကခြံထဲဆင်းခဲ့သည် ။အော်နောက်ဆုံးတော့လေအိုပယ်ကြီးပါလား။ခြံထဲကိုကားနှစ်စီးဝင်လာသည်။ဒေါ်တမေကအပြင်ကိုအပြေးလေးထွက်လာပြီးကြိုသည်။ဧကန်ထဲတွင်အားလုံးထိုင်ပြီးသောအခါကောင်းလေးဘက်ကဖခင်ဖြစ်သူဟာဆရာကြီးကိုမမြင်ပါလား။ဟုမေးလိုက်သည်။တော်တယ်မေယာထိုချိန်မှတရိယာဟဲ့တမီနင့်အဖေရောစောစောကခြံထဲမှာတွေ့နေသေးတယ်ဟဲ့တာကြီးနင့်အဖေကိုသွားခေါ် သားဖြစ်သူကပြန်လာသည်ဟဲ့နေဖေရောခြံထဲမှာမရှိဘူးအမေဟဲဒီကိုဘခင်ဘယ်မြတော့နေပါလေသူတို့ကော်ဖီနဲ့မဟုတ်များစားတော့ပြီးချိန်ထိဥဖခင်တယောက်ပေါ်မလာကောင်းလေးဘက်ကမိခင်ဖြစ်သူဟာဘယ်လိုလုပ်ကြမလဲဆရာကြီးဘာမှလဲအိုးသူမရှိလဲကျမတို့ကြီးပြောကြအောင်ဘယ်ဖြစ်မလဲခမညာကျွန်တော်တို့က ဆရာကြီးဥပါခင်တပည့်ဟောင်းတွေပါအခုလိုအမကြီးတမီးနဲ့ကျွန်တော်သားလေးကိုသဘောတူတယ်ဆိုတာလေဆရာကြီးဥပါခင်တမီးဖြစ်နေလို့ပါဆရာကြီးကြောင့်ကျွန်တော်တို့ဟာဒီလိုဘဝမျိုးတွေရောက်လာပြီးတင်းအောင်တင်းတယ်နေနိုင်ကြတာပါဆရာကြီးစီဟာဆိုးမစကားရင်းနဲ့လမ်းညွန်ချက်တွေတိုင်းကျွန်တော်တို့လုပ်မယ်ဆိုပြီးဆုံးဖြတ်ထားကြတာဆရာကြီးပြန်အောင်စောင့်ကြတာပါခင်ဗျာဥပါခင်ကပေါ်မလားဒေါ်တင်မေက အားနာလိုက်တာရှင်အားမနာပါနဲ့ခင်ဗျာကျွန်တော်တို့စောင့်နေပါတယ်တနာရီခန့်ကြာမှာတားပြစ်သူနဲ့တူ ဥပခင်အားပြန်ရောက်လာသည်ကိုပခင် ရှင်ပဲသွားနေရလေဒီမှာဧည့်သည်တွေအားနာစရာငါမပါလဲမင်းကစီစဉ်တတ်ပါရဲ့ကွာလုံးကြပါဆရာကြီးကောင်းလေးဘက်ကလင်မယားနှောက်စလုံးထိုင်နေသည်ဆရာကြီးဥပခင်ခြေတော်ကို ။ဦးခိုက်ကကြောကြသည်။ဟဲ့မလုပ်ကြပါနဲ့အဲ့လိုမလုပ်ပါနဲ့။ဆရာကြီးတားတော့မမှတ်မိဘူးလား။ဘယ်သူတွေများလဲ။ဆရာကြီးဘကူမှာတောင်းဝင်ကြတော့ကဆိုးလွန်းလို့ကြောင်းထုတ်ခဲငဲရတဲ့ခင်မောင်စိန်ဆိုတော့ဘို့မှတ်မိသေးလား။အလိုစိန်ကိုလီကိုင်းကလမ်းတည့်ရဲ့ခင်မောင်စိန်လား။ဟုတ်ကဲ့ဆရာကြီး အဲ့တော့ကသာဆရာကြီးကအကြောင်းနဲ့အတိုက်ခံလို့ပြီးကျွန်တော်ကိုပြန်လက်မခံခဲ့ရင်ဒီလိုအနေထားမျိုးရောက်လာမှာမဟုတ်ဘူးဆရာကြီးရဲ့သူကလည်းဆရာကြီးတပည့်ပဲကျောင်းရှိကဘိမ့်မုတ်ရောင်းတဲ့ဒေါ်တလုတ်သမီးပေါ့ဟေးဟုတ်လားအေးကွယ်ဆရာလည်းမင်းတို့ကလူကြီးပုံတွေပေါ်လာတော့ဘယ်မှတ်မိပါ့မလဲဒါနဲ့အခုငါသမီးကိုလာတောင်းတာကျွန်တော်တို့ရဲ့သားလေးပါဆရာကြီး တားလေးကဆရာကြီးနာမည်ကိုပြောလိုက်ခတဲ့ကအဲ့ဒါငါဆရာကြီးသဘောမတူစရာဘာမှမရှိဘူးဆိုပြီးပြောလိုက်တာဟုတ်လားကဲကဲပြောကြပြောကြဘာမှပြောစရာမရှိပါဘူးဒီမင်္ဂလာပွဲကိုဆရာကြီးစိတ်တိုင်းကြကြိုက်တယ်လို့သာပြောပါကြိုက်တယ်လို့သာစီမံပါဆရာကြီးရဲ့ဒါဒီလိုရှိတော့ွယ် ဆရာကြီးဘလို့ပဲရှိရှိဆရာကြီးစီမံတဲ့အတိုင်းတမီးတို့လိုက်နာပါမယ်။ဥပခင်ကိုဗဇာကြီးဟောင်းသားနဲ့ကြည်နေသူတို့မှာဒေါ်တင်မင်းနဲ့သူတမီးဖြစ်တယ်ကို ပြောစရာလိုမီမထင်။ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာကြီးတင်ညိုရေးသားတဲ့စာမတက်တဲ့မိမိဖခင်တော့ကနဲ့ဝင်းဒိုးဝင်ပိုးအိုပဲဆိုတဲ့ဝိထုတို့လေးလေးပုဒ်ကို ဖက်ပြပေးခဲ့တာဒီမှာပဲပြီးဆုံးပါပြီခင်ဗျာဆက်လက်ပြီးတော့လည်းခြားသောဝိထုတို့လေးများကို ဖက်ပြပေးဦးမှာဖြစ်လို့စောင့်မျှော်နှားစဉ်အားပေးကြပါအောင်ခင်ဗျာနာတော်တာစင်သူပေါ့စိတ်ချမ်းသာခြင်း ကိုကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်ရဲ့အပေါ်မှာကင်းဝေးကြပါစေ။